လွန်ခဲ့တဲ့နှစ်ရက်လောက်ကစပြီးတရွေ့ရွေ့နဲ့တက်လာတဲ့မြကြီးနာမျိုးရဲ့ ARR မြေကြီးဟာဒီကနေ့နေ့လယ်7:00နာရီဝင်းကျင်ကစလို့နိုင်ယူဝတ်အတွင်းကိုနှစ်လက်မှခန့်နှုံနေမြေကြီးစကြနေပြီလို့ကချင်ပြည်နယ်မိုးစလာရဲ့ဦးစီမူဟူးနိုင်လင်းထွေးကသူ့ရဲ့ Facebook ကတဆင့်ကြီးညာလိုက်ပါတယ်အဲတိုင်ကိုကြည့်လိုက်ပါတိုင်ကိုကြည့်လိုက်ပါအဲကျွန်တော်တို့ငြိမ်သွားပါပြီရေလည်းငြိမ်သွားပါပြီမနေ့၄နာရီခွဲကနေစပြီးတော့မှငြိမ်ခဲ့တဲ့ အတက်ကြမရှိဘဲနဲ့နေခဲ့တဲ့ရေအခု5 cm လောက်စပြီးကျပါပြီအဲ့တော့ကျွန်တော်စကျပါပြီရေစကျပြီလို့ပြောလို့ရပါတယ်ဝမ်းသာတယ်နော်ဝမ်းသာစရာကြီးပေါ့ကိုကျွန်တော်တို့ဖြည်းဖြည်းချင်းတော့စပြီးကျနေပါတယ်တို့ပေမဲ့အကျတော့နည်းနည်းလေးစကျတဲ့အချိန်မှာနည်းနည်းလေးနှေးမှာဖြစ်ပါတယ်အဲကျွန်တော်တို့나이ဝက်အတွင်းမှာ နာရီဝက်အတွင်းလောက်မှာကျသွားတာဖြစ်ပါတယ်။နာရီဝက်မှာကျွန်တော်တို့5 cm လောက်ကျတယ်ဆိုရင်ဒါအစိုးတော့မစိုးပါဘူး။တနာရီကို10 cm လောက်သွားမဲ့သဘောပေါ့။အဲ့တော့ဘယ်လောက်ဆက်ကြမလဲဆိုတော့တို့ကျွန်တော်ဆက်ပြီးတော့မှကြည့်ကြမှာပေါ့။အဲ့တော့ပြီးခဲ့တဲ့မေလ23ရက်နေ့ကစလို့ကချင်ပြည်နယ်အထက်ပိုင်းမိခမလိခမြေစီးစင်ရဒေတာမှာမိုးတဲတန်စွာရွာသွန်းခဲ့တာကြောင့်မြကြီးနာမျိုးရဲ့အရာရီမြေမြင့်တက်လာခဲ့ပြီး ီနေ့မနေ့ပိုင်းအထိကိုစိုးရင်ရေအမတ်ထက်နှစ်လက်မအထိကိုကျော်လွန်ရောက်ရှိခဲ့တာပါ။ဒါကြောင့်မြို့ရဲ့မြေနေပိုင်းရက်ကွက်တွေဖြစ်တဲ့ကချင်စုကြက်ပေါင်ချံပေါ်ဦးလေကုံရမ်ပူမြို့တကြီးတို့ကဒေရကဏီကမဏိကဆလူရေးပေးဆရှောင်ခဲ့ကြပြီးမနောကွင်းရှိရာစီတာဘူးရက်ွက်တော့ဝိုက်ကတော့မဏိကမနက်ပိုင်းကဆလူရေးတွေစတင်ဝင်ရောက်ခဲ့ပါတယ်။တဖက်မှာမြကြီးနားမြို့ရဲ့အေယာဝရီမြေကြီးစကြနေပြီလို့သိရပေမဲ့လည်း အေယာဝရီမြည့်ရဲ့မြဖြားခံရာမိခမြင့်စီစဉ်နဲ့ချီပွေဒေတာတဝိုက်မှာတော့ဒီနေ့အထိမိုးကြီးနေပြီးလက်ရှိအဲ့ဒီဒေတာရဲ့ရာသီဥတုအခြေအနေကဘယ်လိုဖြစ်နေပါသလဲအခြေအနေသေးစိတ်ကိုဒေတာကန်တယောက်ကအခုလိုပြောပြပါဗျာဒီတောင်ကြီးပေါ့နော်မိုးကတော့ရွှာနေတာအခု23ရက်နေ့ကနေရွာလိုက်နားလိုက်ဖြစ်နေတာအခုဆိုတပတ်10ရက်လောက်ရှိလိုက်ပေါ့နော်မင်းညာဆပြီးတော့ပုံမမိုးရွာတော့တောင်းလျှောက်ရွာတယ် မနာမနာတန်းရွာပေါ့နော်မိုးတော်တော်ပြင်းထန်တယ်မိုးရွာလားအခုချိန်ထိမိုးရွာနေအားကြောင့်မလို့ဒီချက်ဖွင့်မြို့မှာတောင်ကျချောင်းရည်ပေါ့နော်အညာမနေ့ဒီမနေ့မိုးလင်းခါနေကတည်းကစပြီးတော့တောင်ကျချောင်းရည်မြန်မာစီးနေတယ်ဒီအဝတီမိတဲ့စီဝင်ရပေါ်တော့ထောင်းရမိမိကြီးကတော့မိခမိကတော့နည်းနည်းတော့ကြာနေချီပွေမျိုးနဲ့တဝိုင်းပြီးခဲ့တဲ့မေလ23ရက်နေ့ကရှာလို့မိုးကြီးပြီးရေကြီးမြေပြုံမှုတွေဖြစ်ခဲ့တာကြောင့်ဆစ်ဆောင်စကန်တွေအပါအဝင် ဒီရကဏီရဲ့နေအိမ်တချို့မျောပါသွားကြရတယ်လို့သိရပါတယ်။ဒါပြင်ချီပွေဒေတာမှာပြီးခဲ့တဲ့နှစ်ကထက်မူကြည့်ပြီးတော့မေခရီမြင့်တက်မှုကအရှိန်ပိုမြန်တဲ့အတွက်ရေဘေးတင်ဒေတာကဏီအစားတောင်းတဲ့အရေးပေါ်အကူအညီများစွာလိုအပ်နေတယ်လို့ဆိုကြပါတယ်။ပြယောရီမြစ်ကိုစီးဝင်တဲ့နောက်ထပ်မြစ်တစ်ခုဖြစ်တဲ့မလိခမြစ်စီးစင်းရာပူတာဦးဒေရာဘတ်မှာတော့မနေ့ကအထိတပတ်နီးပါးမိုးကြီးခဲ့ပေမဲ့ဒီကနေ့မှတော့မိုးသိပ်သွားပြီလို့ဒေတာကနေကပြောပါတယ် ကချင်ပြည်နယ်ရဲ့အထက်ဘက်မေခမလိခမြင့်စီးစင်းရဒေသဘက်မိုးရွာသွန်းမှုဟာတကြောပြန်ရှမ်းကျင်းတင်ရေကြီးခဲ့တဲ့2024ခုနှစ်မနစ်ကထက်မိုးပိုကြီးခဲ့တယ်လို့အချိန်အပြည့်လေပိုဆော့ခဲ့တာကြောင့်မမျောလင့်ထားတဲ့အခြေအနေတခုကြုံခဲ့ရတယ်လို့ဒေသခံတွေကဆိုကြပါတယ်။ကချင်ပြည်နယ်မှာပြီးခဲ့တဲ့2024ခုနှစ်အယောင်ရီမြေကြီးဟာစိုးရင်ကြီးအမှန်1400ကျော်အထိရောက်ရှိခဲ့ပြီးအချိန်အပြည့်ဇွန်လနောက်ဆုံးအပတ် ဇူလိုင်လအစထိဒေတာကန်ဒီရေကြီးရေရှမ်းမှုကိုခံစားခဲ့ကြရတာဖြစ်ပါတယ်ခင်ဗျာ။